ရင်ခုန်စိတ်လှုပ်ရှားစရာအပြင်နဲ့လီဘာပူရဲ့တချိန်ကအစ္စတန်ဘူညာချန်အလုံးမင်းလာပါ OK ဘက်ကနေကျူဆူပါရီလီဘာပူအတင်ဆိုရာပရီးမီးယားလီဂ်ရဲ့ထိပ်တန်းအတင်ပြတဲ့လို့ဥရောပပြိုင်ပွဲတွေမှာလည်းပြိုင်ဘက်အတင်တွေကိုရက်တန်ပြစ်နိုင်ခဲ့တဲ့တော်ဝင်အတင်ဖြစ်လဲကြော်ကြားခဲ့တဲ့အတင်မှာလက်ရှိအင်္ဂလန်အတင်တွေထဲမှာလည်းချန်ပီယံလိအောင်မြင်မှုအများဆုံးရထားတဲ့အတင်အပြင်ယက်တီထားနိုင်ပြီးဂျိုဂျာနီရိုရဲ့တမိုင်ဟာခံနာနေစေပါပဲလီဘာပူအတင်ပိုဆွဲခဲ့တဲ့ချန်ပီယံလိဖလားတွေထဲမှာ 2005ခုနှစ်ကရရှိခဲ့တဲ့ဖလားဟာဒီနေ့ဒီချိန်ထိအကောင်းဆုံးဥရောပဖိုင်နယ်ပွဲတစ်ခုအဖြစ်သမိုင်းတွင်ထားနိုင်ခဲ့ပါတယ်။လီဗာပူးအသင်းဟာချန်ပီယံလိပွဲစဉ်တစ်လျှောက်ပြိုင်ဘက်အသင်းတွေကိုတဆင့်ချင်းစီချိန်မုံခဲ့ပြီးတော့နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကိုတော့ AC မီလန်အသင်းနဲ့ရင်ဆိုင်ခဲ့ရတာပါ။အဲ့ဒီအချိန်ကာလတွေမှာ AC Milan အသင်းဆိုတာကစားသမားကောင်းတွေနဲ့တိဆောက်ထားတဲ့အသင်းကြီးတစ်သင်းပါ။ AC Milan အသင်းကဥရောပတခွေမှာဒေဒေကျဲအသင်းဖြစ်ပြီးတော့စိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့အသင်းပါ။ ကဘာကျော်နီပြကာလော့စ်အန်ဆယ်လော့တီကန်တွေနေတဲ့အချိန်ဖြစ်ပြီးကစားပုံစမ်းသစ်လွန်ပါတယ်ဘရာဇီးကျော်မော်တွေဖြစ်တဲ့ဒါဖူကကာနဲ့ဂိုသမားဒီတာတို့ပါဝင်ပြီးတော့ကွင်လယ်မာလေစီတော့ဖ်ပီယာလိုဂက်တူဆိုလိုဆိုတော့အရီခေရဲ့ပြန်ဆန်ရှာကစားသမားတွေဖြစ်ကြပါတယ်နောက်တန်းခန့်စင်မာလေပြန်ဘက်ကစားသမားတွေကိုလူတက်ကွင်းတစ်ခုလိုတတ်မှတ်ပြီးတော့ကစားတတ်တဲ့ဂျက်ပစ်တန်နက်စတာနဲ့မေဒီနီတို့ကမဟာအုတ်တန်းကြီးတွေလိုမျိုးကြံကြံတန်းပိတ်ဆို့ကစားတတ်ကြတဲ့ဘလူးကြီးတွေပါ ဒီလိုမျိုးအတင်ကိုလီဗာပူးအတင်ကမယုံနိုင်စရာခြေစွမ်းနေနဲ့ညလဲပြနိုင်ယူခဲ့ပြီးတော့ချန်ပီယံလိဘလာကိုကိုင်မြောက်ခွင့်ရခဲ့တာပါမိနစ်60မပြည့်မချင်းဘာမှပြောလို့မရဘူးဆိုတာကိုအင်္ဂလန်အတင်ကအစ္စတန်ဘူမြေပေါ်မှာအလုံးနဲ့တက်တည်ပြခဲ့တာပါပွဲအစားမှာလီဗာပူးအတင်ဟာမေဒီနီရဲ့ဦးဆောင်ကိုနဲ့ရှုံးနေနေခဲ့ရပြီးတော့ခရက်စ်ဘိုရဲ့နောက်ထပ်အတင်ကိုနှစ်ခုကလီဗာပူးအတင်ကိုရပ်တန့်ထားခဲ့ပါတယ်ပထမပိုင်းကလေးက တုံကိုပြန်တဲ့ရှုံနေနေတဲ့လီဗာပူအသင်ရာစိတ်တမ်းမကြခဲ့ပေအကောင်းဆုံးခံဖက်တွေနဲ့ပြန်လာနိုင်ခဲ့တာပါ54မိနစ်မှာတော့စတီဗင်ဂျာရက်ရဲ့လှပတဲ့ကောင်းတိုက်ကူကချီပါကူတကူအဖြစ်ပြောင်းလဲခဲ့ပါတယ်58မိနစ်ရောက်တော့စမိုက်ဆာရဲ့အေရီယာအပြင်ကကန်သွင်းချက်ကိုဝင်သွားခဲ့ပြီးတော့နောက်ထပ်ချီပါကူတကူရခဲ့ပါတယ်62မိနစ်မှာတော့လီဗာပူအသင်းပန်နတီရရှိခဲ့ပြီးတော့ဇာဘီအလွန်ဆိုရဲ့နှစ်ဆင့်ကန်သွင်းချက်နဲ့အတူနောက်ထပ်ချီပါကူကိုရရှိခဲ့ပါတယ် ဒုတိယပိုင်း15မိနစ်အတွင်းမှာပဲလီဗာပူးရဲ့ကံကြမ္မာကချက်ချင်းပြောင်းလဲခဲ့ပြီးတော့အီတလီဘလူးဂျီကိုအအောင်မြင့်တက်စေခဲ့ပါတယ်။နောက်ဆုံးမှာတော့ AC မီလန်အသင်းရဲ့ထိုးပေါက်တိုက်စစ်ဆင်မှုတွေကိုအကောင်းဆုံးကာကွယ်ပြခဲ့ပြီးပန်နာဒီအဆုံးဖြတ်ကိုရရှိလာခဲ့ပါတယ်။လီဗာပူးအသင်းကိုယ်သမားဒူတက်ကတော့ဒီပွဲရဲ့သူရဲကောင်းတူဆိုလဲမမှားပါဘူး။ပန်နာဒီအဆုံးဖြတ်မှာ AC မီလန်အသင်းရဲ့အရေးပါတဲ့ငကူကိုလက်စွမ်းပြကာကွယ်ပေးနိုင်ခဲ့တာကြောင့်လီဗာပူးအသင်းဟာ၅ချိန်မြောက်ချန်ပီယံလိဖလာဂျီကိုထိုက်တန်စွာရရှိခဲ့ပါတယ်။ ဒူတက်ရဲ့စွမ်းဆောင်ရည်ကိုဂျာရက်ကချီကျူးဂုဏ်ပြုခဲ့ရတယ်လို့လီဗာပူးပရိသတ်တွေကလည်းဒူတက်ကိုဟီးရိုးတယောက်လို့သတ်မှတ်ခဲ့ကြပါတယ်။ပွဲမပြေးခင်အချိန်ကတည်းကယုံကြည်မှုလွန်ကဲပြီးအောင်ပွဲခံနေခဲ့တဲ့ AC မီလန်အသင်းသားတွေနဲ့ပရိသတ်တွေအတွက်တော့လီဗာပူးအသင်းကနှဆိုးတကောင်ဖြစ်ခဲ့တာပါ။ပထမပိုင်းမှာအရှုံးရလက်တွေအတွက်ငိုကြွေးနေခဲ့တဲ့လီဗာပူးပရိသတ်တွေအတွက်လည်းမယုံနိုင်စရာခြေစွမ်းတွေကကံကြမ္မာကိုပြောင်းလဲနိုင်ခဲ့တယ်လို့စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်တစ်ခုပါပဲ။ ဒါကြောင့်နောက်ဆုံးမှာတော့လီဗာပူအသင်းအားအီတလီဘလူးဂျီကိုကောင်းကောင်းဆုံးမပေးခဲ့ပြီးတော့တမိုင်းဝဲဥရောပချန်ပီယံဖြစ်ခဲ့ပါတော့လေ။